နေတူရဲ့လူတိမခံရတဲ့အလုပ်ရက်တွေကိုပေါ်ကောင်းလောက်တော့မဲ့ပြင်းဟင်းသည်ဟာပြည်သက်များအလုံးမဲ့မင်္ဂလာပါရှင်အမှုပညာလောကတွေကစိတ်ထားမမှန်တဲ့သူတွေအကြောင်းကိုပြောပြနေတဲ့ပြင်းဟင်းသည်ဟာကသူရဲ့ vlog တွေမှာနေတူရဲ့အကောင်းဆုံးတွေကိုမကြာခဏပြောခဲ့ဖို့သူပါနေတူကအလုပ်ကိုတိတိကျကျလေးလုပ်တတ်တယ်လို့ အချိန်ကုန်လေလေးစားတဲ့အကြောင်းလောဘကိုင်းဘက်တွေအပေါ်မှာလေးလေးစားမှုထားတဲ့အကြောင်းကိုပြောပြခဲ့လို့နေတိုးကိုပိုလိုရောင်ချစ်ခင်သွားကြပါရယ်နေတိုးကိုမျိုးဆက်တဲ့အမှုပညာရှင်တွေလေးစားလောက်ရသူဖြစ်ကြောင်းပြင်းဟင်းတီဟာက ပြောပြခဲ့မှုပါရယ်နေတိုးပါလို့လို့နားလေပြီးကြပြီမင်းဒီရပိုင်းတော့အပြင်းထန်ဝေဖန်ခံနေရပါရယ်ပေယာကမှလည်းမမြဲသလိုအမြင်မတူညီမှုတွေကတော့လောကမှာရှိနေမြဲပဲဖြစ်ပါရယ်ဒီရပိုင်းမှာခက်စားနေတဲ့ခက်သမိုင်းကိုတုံဆိုင်မိသူများဇာကားတွေမှာတော့ နေတိုးလည်းတည်ယုံဆောင်ထားပါတယ်။နေတိုးကရခိုင်တိုင်းရင်းသားဖြစ်ပြီးမြဒီဇက်ကားထဲမှာတည်ယုံဆောင်ထားတဲ့အတွက်ဝေဖန်မှုတွေကတော့များခဲ့ပါတယ်။နှစ်ပေါင်း20ကျော်ကြိုးစားခဲ့တဲ့အရာတွေကိုဇက်ကားတကားထဲနဲ့လေးလိုက်တာလားဆိုပြီးပြောဆိုခဲ့ကြပါတယ်။နေတိုးကအမှုပညာမှာတော့အထူးကြောင့်ပေမဲ့ဝေဖန်မှုများတဲ့ဇက်ကားထဲမှာတည်ယုံဆောင်တာကိုတော့အချို့တွေကမကြိုက်ကြပါဘူး။တစ်ဖက်မှာလည်းနေတိုးကလူအများကိုအသိပညာပေးခြင်းနဲ့စေတနာနဲ့တည်ယုံဆောင်တာပါလို့ဆိုပါတယ်။ အခုတော့ပြည်ဟင်းတီဟာကနေတူရဲ့အကြောင်းတွေကိုတခုချင်းစီဖော်ထုတ်တော့မယ့်အကြောင်းပြောပြလာခဲ့ပါတယ်။နေတူကနိုင်ငံတော်ဇကာကိုရိုက်ပြီးမဲ့တဖက်မှာလည်းလှူဒန်းထားတဲ့အရာတွေရှိတဲ့အကြောင်းပြည်ဟင်းတီဟာကပြောလိုက်ပါတယ်။ဒီဘက်ကလူနဲ့မင်းဆက်သွဲပြီးဒေါ်လာရင်းအတွက်ထောက်ပို့လုပ်ပေးခဲ့တော့ကမင်းဟာမြန်မာပြည်မှာကြောက်လို့နေမှာပါဆိုပြီးနားလဲပေးခဲ့တဲ့ဆိုတဲ့အကြောင်းပြေဟင်းတီဟာက ပြောလိုက်ပါတယ်။နေတို့ကတပတ်မှလူခဲ့တဲ့ကွန်ပျူတာမှတ်တမ်းကြီးကိုကင်ပြီ တစ်ဖက်မှာတော့နိုင်ငံတော်အကျိုးပြုဆက်ကားဆိုပြီးတော့ရိုက်ကူးပေးခဲ့သူဖြစ်တဲ့အကြောင်းပြည်ဟင်းဒီကားကပြောလိုက်တာဖြစ်ပါတယ်။ပြည်ဟင်းဒီကားကနေတူးကိုလေးစားခဲ့ပြီးမယ်လေအခုတော့နောက်ကျောင်းတွေကိုတစ်ခုပြီးတစ်ခုပြောပြတော့မှာပါ။ပြည်ဟင်းဒီကားကအနုပညာလောကတွေကဟန်ဆောင်ကောင်းတဲ့မျက်နှာဖုံးတွေကိုတစ်ခုပြီးတစ်ခုခွာချနေပြီးမယ်။သူ့ကိုဝေဖန်သူတွေလည်းရှိနေပါတယ်။အမြင်မတူညီတဲ့အရာတွေကလည်းရှိနေတာကြောင့်နေတိုးကိုနားလည်ပေးနိုင်တဲ့သူတွေလည်းရှိကြပါသေးတယ်။ ဘသူရဲ့အမောင်းကောမှမခံရအောင်စီမံထားနိုင်တဲ့နေတို့ရဲ့အဖြစ်ပြက်တွေကတကယ်ရောဖြစ်နိုင်မှာမလားဆိုတာကောမမှာပြောပြခဲ့ကြပါအောင်ရှင်